ားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ပဲလည်းကြားရတော့တရုတ်မြန်မာဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံပါဝင်တဲ့စီဝါရေးစင်ကြံအမျိုးသားစီမံကိန်းကိုပေါ့လေဒါပြန်နေစတင်တော့မယ်ဆိုတာပတ်သက်ပြီးတော့ကျွန်တော်ရဲ့အနေကိုဒါသုံးသပ်ပြရတာဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါမပြောခင်မှာဒီနိုင်ငံတော်ရဲ့ပေါ့လေနိုင်ငံတကာရဲ့အမျိုးသားအကျိုးစီးပွားနဲ့ပတ်သက်ပြီးတော့ဒါအနေနဲ့ဒါမျှဝေစာဖြစ်ပါတယ်ဆိုနိုင်ငံတကာရဲ့အမျိုးသားအကျိုးစီးပွားဆိုတာဒီအဲ့နိုင်ငံရဲ့စီဝါရေးနိုင်ငံလုံးရေးဒါညှင်းမှုနဲ့ဒါမူဝါဒတွေကိုအခြေပြုပြီးတော့ဒီပြည်ဆိုင်ရာဘုရားတိုးပေါက်နိုင်ဖို့နဲ့နိုင်ငံအကျိုးစီးပွားအတွက်ဒါတိစောက်ရတာဖြစ်ပါတယ် ော့အဲ့လိုမျိုးဒါနိုင်ငံအကျိုးစီးပွားအတွက်ပေါ့လေဒါဒီနိုင်ငံစီမောက်ချိုက်ကွန်စီဥက္ကဋ္ဌရင်နဲ့တခြားခီးစင်မှာဒီတရုတ်နိုင်ငံသမ္မတကျင်းပင်တဲ့အတွေ့အုံခဲ့တာဖြစ်ပါတယ်အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာဒီမှာနိုင်ငံရဲ့မြို့သားအကျိုးစီးပွားပြပေါ့လေဒါအကောင့်တွေပုံနိုင်ခဲ့တယ်လို့ဒါပြောရမှာဖြစ်ပါတယ်ဆိုတော့ဒီခုနပြောတဲ့ရုပ်မြင်မှာဘင်္ဂလားဒေ့ရှ်ဒါစီးပွားရေးစဉ်ကြံဒါစီမံကိန်းဆိုတာပါဒါအရင်တုန်းကတော့ဒီရုပ်မြင်မှာဘင်္ဂလားဒေ့ရှ်အိန္ဒိယဒါ၄နိုင်ငံနဲ့ဒါဆက်တင်ခဲ့တယ်ဖြစ်ပါတယ်ကီလိုမီတာ2600ကျော်ရှည်လျားတဲ့ဘူမင်း initiative လို့လည်းခေါ်တဲ့ဒီ PCM စီမံကိန်းကပေါ့လေ တရုတ်နိုင်ငံနော်ခေတ်သစ်ပိုလမတ်စီမံကိန်းရဲ့အဓိကစီးပွားရေးစံကျန်6ခုမှာတစ်ခုအပါဝင်ဖြစ်ပြီးတော့တရုတ်နိုင်ငံယူနန်ပြည်နယ်ကုမင်းကနေမြန်မာနိုင်ငံမှာဆိုလို့ရှိရင်နော်မန္တလေးဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုလို့ရှိရင်စစ်တကောင်းဓာကနဲ့အိန္ဒိယနိုင်ငံကဆိုလို့ရှိရင်ဒီကလကတာမြို့အထိကိုတော့ဖောက်လုပ်မယ်ပေါ့လေစီမံကိန်းကြီးတစ်ခုပဲဖြစ်ပါတယ်ဒီ BCM စီးပွားရေးစံကျန်မှာပါဝင်တဲ့ဒါ၄နိုင်ငံရဲ့လူရေကဆိုလို့ရှိရင်ကမ္ဘာလူရေ40ရာခိုင်နှုန်းကရှိပြီးတော့စီးပွားရေးစံကျန်တစ်ချောင်းမှာလူရေတန်း140ကမီလီမီတာကျပါတယ် ပြီးတော့ဒီ BCM စီးပွားရေးကဒါဒေသအတွင်းကုန်တင်မှုရဲ့900ခန်းလုံးနဲ့အစီရင်ဒါ35000ခန်းလုံးခန့်လဲပါဝင်လာပဲဖြစ်ပါတယ်။ဒါပြင်ဒါဒီ BCM စီးပွားရေးစံကြံစီမံကိန်းမှာဒါပါဝင်တဲ့အနေနဲ့နိုင်ငံတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပြည်ထောင်နိုင်ငံဆိုလို့ရှိရင်ကမ္ဘာထိုက်တန်းကိုလည်းဒါထုတ်လုပ်တင်ပို့မှုဒါအများဆုံးနိုင်ငံဖြစ်တယ်။ဒါအိန္ဒိယနိုင်ငံဆိုလို့ရှိရင်လည်းကမ္ဘာထိုက်တန်းဝန်ဆောင်မှုဒါတင်ပို့သူပေါ့လေဒါနိုင်ငံဖြစ်ပြီးတော့ဒါဘင်္ဂလားဒေ့ရှ်ဆိုလို့ရှိရင်လည်းအကုန်ကြစိတ်ဒါနေပါတဲ့ဒါနိုင်ငံအဖြစ်နဲ့ပေါ့လေဒါအသာချက်အပြည့်အစုံရှိနေကြတာဖြစ်ပါတယ်။ ဆိုတော့ဒီ VCM စီးပွားရေးစံကြံဟန်တာစီမံကိန်းကိုဒါသုံးသပ်ရမယ်ဆိုလို့ရှိရင်ဆိုရင်ပြောရတဲ့အာစီးပွားရေးဒါစံကြံစီမံကိန်းတစ်ခုဖြစ်နေပေါ့လေဒါပို့ထွက်လာနိုင်တယ်လို့ဒါပြောနေနေတာသုံးသပ်မိတယ်ဒါဘာဖြစ်လဲဆိုလို့ရှိရင်တော့ဒီ VCM စံကြံဒေတာမှာရေအားလျက်ဆက်နဲ့ဒါတောင်ပြည်သူတွေထွက်တယ်ဒါအိန္ဒိယချင်းမြောက်ပိုင်းပြည်နယ်ရဲ့တဘာဝတန်ခွေအများပြားထွက်တယ်ဒါမြန်မာနဲ့တောင်ပြည်သူအများပြားထွက်တယ်တရုတ်နိုင်ငံကဒါယူနန်ပြည်ဒေတာတွေအပါအဝင်လို့ပဲဖြစ်ပါတယ်ဒါမှလည်းဒါဒီစီးပွားရေးစံကြံဒါစီမံကိန်းမှာအိန္ဒိယနဲ့ပါကစ္စတန်တို့အများကြီးကွာနေတယ်ကက်ရှမီးယားဒေတာကို အဖြတ်ပြီးတော့ဒါဖောက်လုံးမဲ့ဒီပါကစ္စတန်ကစီမံကိန်းကိုပေါ့လေဒါအိန္ဒိယအနေနဲ့ကန့်ကွက်ခဲ့တာပြည့်တဲ့အတွက်ကြောင့်မလို့ဒါတရုတ်နိုင်ငံအနေနဲ့ GCM CY စံညာစီမံကိန်းကိုပေါ့လေ2019ခုနှစ်ဒါဧပြီလမှာကျင်းပတယ် BRI ဒီချင်းဒါနိုင်ငံတကာအစည်းအဝေးမှာပေါ့လေဒါဒီ BCM CY ဒါစံညာစီမံကိန်းကိုဒါပြချခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါဒီ BCM CY စံညာဒါစီမံကိန်းကဒါရပ်တန့်ခဲ့ရလို့ဖြစ်ပါတယ်ဒါမဲ့လည်းဒါပြီးခဲ့တဲ့ရက်ပိုင်းကဒါဒီနိုင်ငံ Smoke Council ဥက္ကဋ္ဌရဲ့ဒါဒီရုရှားခီးစင်မှာပေါ့လေဒါတရုတ် ိုင်ငံသမ္မတဒါရှိချင်းပြင်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာဒီနိုင်ငံ Commercial Council ဟာနေပေါ့လေဒါဒီ CY ဇညံစီမံခန့်အတွက်အဲ့ဒါသဘောတူညီချက်တွေလည်းရရှိခဲ့တာလည်းဖြစ်ပါတယ်။ဆိုတော့ဒါမှမဟုတ်လည်းဒါဒီ CY ဇညံစီမံခန့်မှာတော့ဒီအိန္ဒိယနိုင်ငံကမပါတော့ဘဲနဲ့ဒါဒီတရုတ်နိုင်ငံ UNI ပြည်နယ်ကနေဒါဒီဘင်္ဂလားပြည်နယ်ကိုပဲဒါဖြစ်ဆက်တော်မှာဖြစ်ပါတယ်။ဒီစီမံကိန်းရဆိုလို့ရှိရင်ဒါအခြေခံလမ်းပန်းဆောက်ဦးတွေဒါတိဆောက်လာနိုင်မယ်ဒါကုန်သွယ်ရေးအရာဒါပူးပေါင်းဆောင်ရွက်မှုတွေနဲ့ဒါဆက်မှုဇုံတွေဒါတိဆောက်လာနိုင်တာအဲ့ဒီအမြင့် ဈေးကွက်ဖွင့်တာတွေလည်းအပေါင်းဝင်လာမှာဖြစ်ပါတယ်။ဆိုတော့နောက်ဆုံးပြောချင်တာကတော့ဒီအခုလုံးမဲ့တာစီးပွားရေးစနစ်အစီအမံခင်းရပေါ့လေ။ဒါမှမဟုတ်နိုင်ငံရဲ့အကျိုးစီးပွားအနေနဲ့ဒီလိုလုပ်ငန်းတွေတိုးတက်အကွန်ကျန်းတွေရလာမယ်။နောက်ပြီးတော့ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်တိုးတက်အကွန်ကျန်းတွေရလာမယ်အပြင်အပြည့်ပညာတွေကိုလည်းဒါလိုလိုကူကူဒါသင်သွင်းလာနိုင်မှာဖြစ်ပါတယ်။ဆိုတော့ပြီးတော့ဒီမှနိုင်ငံထွက်ရှိတဲ့ပေါ့လေ။ဒါ layer ထွက်တပစ္စည်းတွေနဲ့ဒါဒီ penetrate ပစ္စည်းတွေကိုအထူးစီးပွားရေးဇုံတွေအကွန်သွေးစခန်းတွေကနေဒါ chip element data ဒါအိုရောပါနဲ့ဒါအမေရိကနိုင်ငံတွေအထိကိုဒါလွယ်တကူဒါ တင်ဖို့ရောင်းချနိုင်ပါတယ်ဖြစ်ပါတယ်ဆိုတော့ဒီတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်ဒါဒီသုံးနိုင်ငံပါဝင်တဲ့စီဝါရေးစင်ညာစီမံကိန်းကမြန်မာနိုင်ငံအတွက်အကျိုးဖြစ်ထွန်းစေမဲ့စီဝါရေးစင်ညာစီမံကိန်းတစ်ခုဒါဖြစ်တဲ့အပြင်ဒီတောင်အားရှအဲဒေတာဒါကွန်ထရိုးလုပ်မှုအတွက်ပေါ့လေဒါဂိမ်းချာချာတခုနေနေလေဒါဖြစ်လာနိုင်တယ်လို့ဒါကျွန်တော်လည်းသုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်